အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကောင်းကင်ထိမြန်မာသားတဲ့ fan ပင်ကြီးတွေအေယာမကော်နဖာတ िश ူးပင်ကြီးတွေနဲ့ရှေးအောင်သပင်ကြီးတွေလွှမ်းမိုးထားတဲ့ကဘာကြီးတစ်ခုကိုစိတ်ကူးကြည့်လိုက်ပါဒါလူသားတွေနဲ့ခေတ်သက်တိရစ္ဆာန်တွေမပေါ်ပေါက်ခင်အချိန်တော်ကြာတဲ့ကတရှိခဲ့တဲ့ကဘာကြီးတစ်ခုဖြစ်ပြီး အဲ့ဒီခက်ကိုတော့အေယာမအသားစားသတ္တဝါကြီးတွေနဲ့အပင်စားသတ္တဝါကြီးတွေကြီးစိုးထားခဲ့ကြပါတယ်။ဒါပေမဲ့ကမ္ဘာမြေပေါ်မှာလှည့်လည်သွားလာနေကြတဲ့ဒိုင်နိုဆောတွေမတိုင်ခင်မှာပဲနောက်ထပ်နိုင်ငံတခုတည်ရှိခဲ့ပါသေးတယ်။အဲ့ဒါကတော့အန်အောပွဲသက်ရှိတွေနဲ့ပြည့်နှက်နေတဲ့ရှေးဟောင်းအပင်လောကကြီးပဲဖြစ်ပါတယ်။ဒီပင်တချို့ဟာဆိုရင်မိုးမြိုတိုက်တွေထက်တောင်ပုံမြင်မာတဲ့အေယာမအပင်ကြီးတွေဖြစ်ကြပြီးတချို့ကတော့အသက်ရှင်ရပ်တည်နိုင်မှုအတွက်မယုံနိုင်လောက်အောင်လိုင်ရောညှိထွေပြောင်းလဲမှုတွေကိုပြုလုပ်ထားကြပါတယ်။ တချို့အပင်တွေဆိုရင်အသားစားတဲ့အပင်တွေတော့ဖြစ်နေကြပါသေးတယ်။ကျွန်တော်တို့ကရှီယောင်းကဘာကြီးဆိုတာနဲ့ Tyrannosaurus rex တို့ Spinosaurus တို့လိုအေယာမတတော်ဝါကြီးတွေကြီးဆိုးတဲ့နေရာတစ်ခုလိုပဲအမျက်ထင်မြင်လေးရှိကြပါတယ်။ဒါပေမဲ့သင်သားအချိန်ကာလတစ်ခုကိုပြန်သွားကြည့်မယ်ဆိုရင်တော့အခက်အခဲဆုံးအခြေအနေတွေမှာကြံ့ကြံ့ခံကြံ့ရင်နိုင်ခဲ့တဲ့သက်ရှိတွေဟာတရိစ္ဆာန်နေတယ်မဟုတ်ပါဘူး။အပင်တွေလည်းပါဝင်နေတာကိုတွေ့ရပါလိမ့်မယ်။ဒီရှီယောင်းအပင်တွေဟာပြင်းထန်တဲ့ရာသီဥတုတွေမီးတောင်ပေါက်ကွဲမှုတွေနဲ့ အပင်စားတတဝါတွေကြောင့်ဖြစ်လာတဲ့စိန်ခေါ်မှုတွေကိုခံနိုင်ရှိအောင်ပြောင်းလဲရှင်သန်ခဲ့ကြပါတယ်။နှစ်သားမောင်းရာနဲ့ချီကာလာတစ်လျှောက်လုံးမှာ အပင်တွေဟာဂေယစနစ်တစ်ခုလုံးကိုလွှမ်းမိုးထားခဲ့ပြီးရှီယွန်တရိတ်ဆန်ရဲ့အတွက်စိန်လန်းနဲ့နောက်ခံပကြီကားတစ်ချက်တစ်ခုအဖြစ်ရှိပေးနေုံသာမကတက်ရှိအားလုံးရဲ့အခြေခံအုတ်မြစ်ကိုလည်းတိဆောက်ပေးခဲ့ပါတယ်။ဒီရှီယွန်မျိုးစိတ်တွေကတချို့ဆိုရင်ဒီနေ့ခေတ်အပင်တွေမှာတွေ့နေရဆဲဖြစ်တဲ့ထူးခြားတဲ့ရှင်သန်မှုရန်လျားတွေကိုတီထွင်ခဲ့ကြသလိုတချို့ကြတော့လည်း အရန်ကိုထူးဆန်းပြီးတော့ကဘာမီကမဟုတ်တလို့တောင်ဖြစ်နေတတ်တာကြောင့်ဒီနေ့အချိန်ဒီကျွန်တော်တို့ကိုအံ့ဩမင်သက်နေစေတော့မှာပဲအပင်လောကရဲ့အာယုံဦးနဲ့ရှေ့ဆောင်လမ်းပြများ The Dawn of Plant Life The First Pioneer ဒီရှီယောင်းပင်တွေရဲ့ကျယ်ပြန့်လာတဲ့ကွဲပြားစုံလင်မှုကိုနားလည်ဖို့အတွက်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်သန်းပေါင်း900ကျော် Observation ခေတ်ကာလကိုပြန်သွားကြည့်ကြရအောင် အဲ့ဒီချိန်တော့ကကပားမြေမျက်နှာပြင်အများစုကရှုပ်ထွေးတဲ့တက်ရှိပုံစံတွေမရှိပဲခြောက်သွေ့နေပြီးဂုံးမြေကြီးဟာတခြားကဘာတစ်ခုလိုမျိုးဖြစ်နေခဲ့ပါတယ်။ပင်လယ်ကမ်းရိုးတန်းသားကရေတိမ်ပိုင်းလေးတွေမှာပဲပထမဆုံးပင်တွေဟာဂုံးမြေပေါ်ကိုတက်ရောက်ဖို့သူတို့ရဲ့ခီးစဉ်ကိုစတင်ခဲ့ကြတာပါ။ဒါတွေဟာကျွန်တော်တို့အခုမြင်တွေ့နေရတဲ့အပင်မျိုးတွေတော့မဟုတ်ပါဘူး။အဲ့ဒီချိန်တော့ကတစ်ပင်တွေပန်းမွင့်တွေဘာမှမရှိသေးတဲ့ရေညှိလိုမျိုးရိုးရှင်းတဲ့တက်ရှိငယ်လေးတွေသာ ရှိပါသေးတယ်။ သူတို့ဟာတဖြည်းဖြည်းနဲ့ရေရက်ကိုထိမ့်သိမ့်နိုင်စွမ်းရှိတဲ့အရေးချင်းတွေကိုမွေးမြူလာခဲ့ပြီးဒါကပဲသူတို့အသက်ရှင်ရပ်တည်နိုင်မှုအတွက်အဓိကတော့ချက်ဖြစ်လာခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှဒီသက်ရှင်ငယ်လေးတွေဟာယဉ်ကျေးပင်ပုံစံအဖြစ်ပြောင်းလဲလာပြီးအနာဂတ်ကမ္ဘာအပင်လောကကြီးအတွက်အခြေခံအုံမြတ်ချပေးခဲ့ပါတယ်။နှစ်တန်း440လောက်ရှိတဲ့ Silurian ခေတ်ကိုရောက်တဲ့အခါမှာတော့ခုဆိုနီးယားလိုမျိုးရှေးဦးအကျော်မြင့်ပါတဲ့အပင်တွေစတင်ပေါ်ပေါက်လာခဲ့ပါပြီ။ ီးပင်တွေဟာရင်းနဲ့အာဟာရဓာတ်တွေကိုတည်ယူပို့ဆောင်မှုအတွက်တည်တံ့ပြုံချောင်းတွေပထမဆုံးပါဝင်လာတဲ့အပင်တွေဖြစ်တာကြောင့်အဲရီခေကကြမ်းတမ်းတဲ့ပတ်ဝန်းကျင်အခြေအနေမှာ အားသာချက်တစ်ခုရရှိသွားခဲ့ပါတယ်။30စင်တီမီတာထက်မပိုတဲ့အမြင့်မဲရှိပြီးသင်းငယ်ပဲမဲ့လေသူတို့ဟာကုန်းမြစ်ကိုအပင်တွေလွန်မိုးနိုင်မှုဥဆောင်ခဲ့တဲ့ရှေ့ဆောင်လမ်းပြတွေပဲဖြစ်ပါတယ်။ Carboniferous ခေကသစ်တော်များနဲ့အေယာမမျိုးစိတ်များထွန်းလာခြင်း Carboniferous forest The Rise of the Giants နှစ်သန်းပေါင်း356သန်းလောက်ကကာဗွန်နီဖာရပ်စ်ခက်ကိုကြော်ဖြတ်ကြည့်လိုက်ရင်အဲဒီခက်ကတော့အီယာမခက်ကြီးပါပဲတရိစံတွေတင်မဟုတ်ပါဘူးအပင်တွေကလည်းအလွန်ကြီးမားကြပါတယ်မြေပြင်ထက်မှာမိုးမြိုတိုက်ကြီးတွေလိုမြင်မားနေတဲ့တပ်ပင်ပုံစံဖန်တွေမြင်းမီးပုံစံ hostel ပင်ကြီးတွေနဲ့မျိုးမုံကနေပေါက်ဖွားပြီးမီတာ30အထိမြင့်တဲ့အပင်ကြီးတွေလွှမ်းမိုးထားရခဲ့ပါ အဲ့ဒီခေတ်ကာလရဲ့အထင်ရှားဆုံးအပင်တွေထဲမှာတစ်ခုကတော့ skill tree လို့လူသိများတဲ့ lepidodendron ပဲဖြစ်ပါတယ်။ဒီပင်ကြီးတွေဟာမီတာ30ကျော်အထိမြင့်မားပြီးရွှွန့်လွန်ထူထပ်တဲ့သစ်တောတွေကိုစိုးမိုးထားခဲ့တာပါ။ဒါပေမဲ့သူကကျွန်တော်တို့ဒီနေ့ခေတ်နားလည်ထားတဲ့သစ်ပင်မျိုးတော့မဟုတ်ပြန်ပါဘူး။သူကအစ်စ်တွေကနေပေါက်ဖွားတာမဟုတ်ပဲမျိုးမုံတွေကနေတဆင်ပွားများကြတာပါ။စိမ်ဝင်ပုံစံအခောက်တွေပါရှိတဲ့သူတို့ရဲ့ရုပ်ကျွင်းတွေကိုကပအနှံပြားမှာတွေ့ရှိခဲ့ရပြီး ဒီပင်တွေဟာကျွန်တော်တို့ဒီနေ့ခေတ်သုံးဆွဲနေကြတဲ့ကြီးမားလာတဲ့ကြောင်မီးသွေးတိုက်တွေဖြစ်ပေါ်လာစေဖို့အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ်။ Lepidodendron တွေနဲ့အတူ Calamites လို့ခေါ်တဲ့နောက်ထပ် Sigillaria ပင်ကြီးတွေကိုလည်းတွေ့မြင်ရမှာပါ။ဒီနေ့ခေတ်သစ်ပင်တွေနဲ့မတူတာကဒီပင်တွေမှာအခောက်တွေမရှိဘဲတောင်လိုက်ရှည်ကြီးတွယ်တန်းနေတဲ့အမြောင်းတွေနဲ့ဖုံးအုပ်ထားတာပါ။သူတို့ရဲ့ထူးဆန်းတဲ့ပုံမှန်သဏ္ဍာန်က science fiction ရုပ်ရှင်တွေကအရာတစ်ခုနဲ့တောင်ဆင်တူနေပါသေးတယ် ဒီပင်တွေနဲ့သူတို့ရဲ့ခေပြန်ပင်တွေဟာလေထုထဲကိုအောက်ဆီဂျင်တွေမှုထုတ်ခဲ့ကြပြီးအောက်ဆီဂျင်ပမာဏအလွန်များပြားတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးခဲ့ကြပါတယ်။အဲဒီလိုပတ်ဝန်းကျင်ကြောင့်ပဲအပင်တွေတွေမကပဲအင်းဆက်တွေနဲ့ကြိုးယုံမဲ့တံတားတွေပါအေယာမအရွယ်စားကြီးတွေဖြစ်လာခဲ့ကြတာပါ။တောင်မှန်အကျဲ80စင်တီမီတာကျော်ရှိတဲ့ပစင်းကြီးမက်ဂါနိုရာလိုမျိုးအေယာမအာသရိုပော့စ်တံတားကြီးတွေရှင်သန်ကြီးထွားနိုင်ခဲ့တာဟာဒီလိုအောက်ဆီဂျင်ကြွယ်ဝတဲ့လေထုကြောင့်ပဲဖြစ်ပါတယ်။ အစိထုတ်အပင်တွေရဲ့စင်ငယ်ဖြင့်စင်တဲ့အချိုးကွဲတစ်ခု The Evolution of Sea Plants A Game Changer နှစ်သန်း300ဝန်းကျင်ကိုကူပြောင်းလာတဲ့အခါမှာတော့ရာသီဥတုကစတင်ပြောင်းလဲလာခဲ့ပါတယ်။ကမ္ဘာစိမ်းလန်းဆိုပြီးတဲ့ရွှေနွန်တော်ကြီးတွေစတင်ခြောက်သွေ့လာပြီးဖန်ပင်တွေနဲ့မျိုးမုံကနေပေါက်ဖွားဖို့ရေလိုအပ်တဲ့အပင်တွေအတွက်တော့ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုအခက်အခဲတွေကြားကနေပဲအရေးပါတဲ့စင်ငယ်ပြောင်းလဲမှုအချို့ကွေးတခုပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒါကတော့အစေပဲဖြစ်ပါတယ်။ Glossop Terrace လို့မျိုးအစေထုတ်အပင်တွေဒါမှမဟုတ် Gymnospan တွေဟာဂုံးမြစ်ကို စတဲ့လွှမ်းမိုးလာခဲ့ပါတယ်။ဒီအပင်တွေကမျိုးပွားဖို့အတွက်ရည်မလိုအပ်တော့ပါဘူး။သူတို့ကမျိုးပွားနိုင်တဲ့အစိတ်ပိုင်းတွေကိုအစေတွေထဲမှာထည့်သိမ်းထားနိုင်တာကြောင့်ပုံမချောက်တွေ့ပြီးရေရှားပါတဲ့ပတ်ဝန်းကျင်တွေစီကိုပါပြန်လည်ရောက်ရှိလာနိုင်ခဲ့ကြပါတယ်။အရွယ်အပြန့်ကြီးတွေပိုင်ဆိုင်ထားပြီးရာသီဥတုအမျိုးမျိုးမှာရှင်သန်နိုင်တဲ့ Ghost of Terrorist တွေဟာဒီနေ့ခေတ်တောင်အမေရိကအာဖရိကအန်တာတိကနဲ့ဩစတြေးလျလို့ခေါ်တဲ့နေရာဒေသတွေမှာကြီးမားတဲ့သက်တော်ကြီးတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ပါမီယန်ခေတ်ကလာပေါ်ပေါက်လာခဲ့ပြီးနောက်ထပ်အရေးပါလေအပင် အုပ်စုကတော့ Cycas တွေပဲဖြစ်ပါတယ်။ဒီနေ့ခေတ်ထမ်းပင်တွေဖမ်းပင်တွေနဲ့တူတဲ့ဒီပင်တွေဟာကြမ်းတမ်းပြီးခြောက်သွေ့တဲ့အခြေအနေတွေကိုခံနိုင်ရှိတာကြောင့်အရန်ကိုအောင်မြင်ခဲ့ကြပါတယ်။ Cycas တွေဟာနှစ်သန်းပေါင်းများစွာဆက်လက်ရှင်သန်ခဲ့ပြီး မန်ဆိုဇိုရိတ်ခင်မှာတော့လွှမ်းမိုးမှုအရှိဆုံးအပင်အုပ်စုတွေကတခုဖြစ်လာခဲ့ပါတယ်။မန်ဆိုဇိုရိတ်တော်များဒိုင်နိုဆောခေတ်ကြီးလိုလူသိများတဲ့မန်ဆိုဇိုရိတ်ခင်ဟာ Brachiosaurus နဲ့ Allosaurus တို့တို့အေယာမတ်တရဝါကြီးတွေကြက်စားခဲ့တဲ့အချိန်ကာလတစ်ခုတတ်တတ်တော့မဟုတ်ပါဘူး။အဲ့ဒီခေတ်ဟာမယုံနိုင်စရာကောင်းတော့ကွဲပြားစုံလင်တဲ့အပင်မျိုးစိတ်တွေအထူးသဖြင့် Jurassic နဲ့ Cretaceous ခေတ်ကာလအပင်တွေကိုပါမြင်တွေ့ခဲ့ရတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒီချိန်ရောက်တဲ့အခါမှာတော့ Gymnospan လို့ခေါ်တဲ့အပင်အိုးစုဟာ Conifer ထင်းရှိုးပင်တွေ Cycas နဲ့ King Ghost တွေအဖြစ်ကမ္ဘာမြေအနှံ့မှာနေရာယူထားပြီးဖြစ်ပါတယ်။ဒီနေ့ခေတ်ထင်းရှိုးပင်တွေရဲ့ဘိုးဘေးတွေဖြစ်တဲ့ Conifer ထင်းရှိုးပင်တွေဟာ Jurassic ခေတ်မှာကျယ်ပြန့်တဲ့တတော်ကြီးတွေကိုဖန်တီးပေးခဲ့ပါတယ်။ဒီအပင်တွေဟာခေတ်စနစ်အတွက်သာမကသူတို့ကိုအမိပြုပြီးအသက်ရှင်ရတဲ့အပင်စားထိုင်တော်စောတွေအတွက်လည်းမရှိမဖြစ်အရေးပါခဲ့ပါတယ်။ အဲ့ဒီခေတ်ကာလကနေယနေ့အထိအသက်ရှင်ကျန်ရခဲ့တဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပင်ကတော့တက်ရှိရုပ်ကျွင်းလို့တင်စားခေါ်ဝေါ်ကြတဲ့ King Go ဘလိုပါပဲဖြစ်ပါတယ်။ဒီ King Go ပင်တွေဟာနှစ်တန်းပေါင်းများစွာကြာတာတောင်မှတိတိတတ်တာပြောင်းလဲသွားတာမျိုးမရှိပါဘူး။သူတို့ရဲ့ရက်တောင်ပုံစံအရွက်တွေနဲ့ပတ်ဝန်းကျင်အပြောင်းလဲတံကိုခံနိုင်ရင်ရှိမှုတွေကပဲအစူးလိုက်ပြုံလိုက်မျိုးသုံးမှုဖြစ်စဉ်မျိုးစုံကိုဖျက်ကျော်ပြီးဒီနေ့ခေတ်ထိကျန်ရနေစေခဲ့တာပါ။တိုက်ကြီးတွေအနှံ့ဖျက်ချက်ထားတဲ့ ကင်ကိုးတော်ကြီးတွေအောက်ကအရွက်ကားကားကြီးတွေအောက်မှာခိုနားနေကြတဲ့ဒိုင်နိုဆောတွေကိုတောင်သင်တို့စိတ်ကူးပုံဖော်ကြည့်နိုင်ပါတယ်။ NGO span များပေါ်ထွက်လာခြင်း The Rise of NGO Span Cretaceous ခေတ်ကာလရောက်လာတဲ့အခါမှာတော့တော်လံပြောင်းလဲမှုဆန်တဲ့အပင်အုပ်စုအသစ်တခုစတင်ပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့ NGO span ဒါမှမဟုတ်ပန်းပွင့်တဲ့အပင် flowering plants တွေပါပဲ။ Gymnosperm တွေနှစ်သန်းပေါင်းများစွာကြီးစိုးခဲ့ပြီးနောက်မှာ Angel Span တွေကမဟာဗျူဟာအစ်တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။အဲ့ဒါကတော့ပန်းပွင့်ခြင်းဆိုတာပါပဲ။ဒီလိုလိုင်ယောင်ကြီးထွေဖြစ်မှုကသူတို့ကို Gemino Span တွေထက်ပိုမိုထိရောက်စွာပြန့်ပွားဖို့နဲ့မျိုးပွားဖို့စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ပန်းပွင့်တဲ့အပင်တွေဟာမျိုးပွားဖို့နီလန်းအသက်တွေတီထွင်ခဲ့ရုံသာမကတရိษံတွေနဲ့ပါအပြန်အလှန်အကျိုးပြုတဲ့ဆက်ဆံရေးတွေကိုဖန်တီးခဲ့ကြပါတယ်။အင်းဆက်တွေ၊ငှက်တွေနဲ့နိုးတိုက်သတ္တဝါငယ်တွေဟာပေါင်းဝင်မုံကူးခြင်းကိုစတင်ကူညီပေးလာကြပြီး ဒါဟာတခြားပင်အုပ်စုတွေထက်အသာစီးရစေတဲ့အချက်တစ်ချက်ဖြစ်လာပါတယ်။စိတ်ဝင်စားစရာအကောင်းဆုံးစင်ကဲပြောင်းလဲမှုဖြစ်စဉ်တွေတဲကတခုကတော့ရှီယောင်အသာစားပင်တွေပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။အာခီမဖိုရာလိုမျိုးပစ်ချာပလန့်တွေရဲ့ရှီယောင်ဘိုဘေးအပင်တွေဟာအဟာရမရှိတဲ့မြေစီလွှာမှာပေါက်ရောက်ရှင်သန်မှုအတွက်အင်ဆက်တွေကိုဖမ်းယူစားသုံးတဲ့ထောင်ချောက်တွေကိုဖန်တီးခဲ့ကြပါတယ်။ဒီပင်တွေဟာရှေးကြသောအသာစားပင်တွေတဲကတချို့ဖြစ်ပြီးနောက်ဆုံးဒိုင်နိုဆောတွေနဲ့အတူခေတ်ပြိုင်တည်ရှိခဲ့ပါတယ်။ တဘာဝတရားရဲ့ထောင်ချောင်များတွေကရှေးဟောင်းအသားစားပင်များ prehistoric carnivorous plants nature's traps ကျွန်တော်တို့ဒီနေ့ခေတ်မြင်တွေ့နေရတဲ့အသားစားပင်တွေဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာလို့လဲဆိုတော့သူတို့ကတာမန်ပင်တွေရဲ့နီလန်းကနေခွဲထွက်နေကြလို့ပါ။နေရောင်ခြည်ကနေစွမ်းရည်ယူတဲ့ photosynthesis နဲ့မြေကြီးတွေကအာဟာရကိုပဲအားကိုးနေမဲ့အစားဒီပင်တွေက insect တွေကိုအဓိကထားပြီး တက်ရှိတွေကိုဖမ်းယူခြေပြက်စားသုံးတဲ့ရန်ရရားတွေကိုတီထွင်ခဲ့ကြလို့ပါဥပမာပေချာပလန့်ဆိုရင်တက်ရှိတွေကိုအစာခြေဖြတ်နိုင်တဲ့အရည်တွေဖြည့်ထားတဲ့ထောင်ချောက်အဖြစ်သူ့ရဲ့ရှေလျားပြီးပြွန်ချောင်းတဲ့အရွက်တွေကိုအသုံးပြုထားတာပဲဖြစ်ပါတယ်ဒီအရည်တွေကြောင့်ပဲချိုမိန်နဲ့ပန်းဝန်းရည်ရဲ့မျိုးဆွယ်မှုနောက်လိုက်လာတဲ့အင်းဆက်ပိုးမွားတွေဟာဒီထောင်ချောက်ထဲကိုပြုတ်ကျသွားပြီးဖြည်းဖြည်းချင်းအစာခြေဖြတ်ခြင်းကိုခံလိုက်ကြရပါတယ် ဒီနေ့ခေတ်မှာတော့ပေချာပလတ်တွေကိုအပူပိုင်းဒေသပတ်ဝန်းကျင်တွေမှာအများဆုံးတွေ့ရတတ်ပေမဲ့သူတို့ရဲ့ရှီဟောင်ဘိုးဘေးတွေတုန်းကတော့ရှီခိကေဟာစနစ်တွေအနံပြန့်နှံ့ပေါက်ရောက်ခဲ့ကြမဲ့ပုံပါပဲ။နေဂျာပန်းတွေနဲ့ထောပတ်သီးပင်တွေရဲ့ရှီဦးမျိုးနွယ်တွေလိုမျိုးတခြားသော ရှီဟောင်အပင်တွေဆိုရင်လည်းအင်းဆက်တွေကိုဖမ်းယူဖို့ကော်လိုမျိုးစိတ်ကက်နေတဲ့အရွက်တွေကိုအသုံးပြုခဲ့ကြပါတယ်။ဒီပင်တွေဟာအာဟာရတက်နေပါတဲ့ဒေသတွေမှာရှင်သန်ခဲ့ကြပြီးဒီလိုကျန်းမ်းတဲ့ပတ်ဝန်းကျင်မှာအသာစီးရဖို့အတွက် အသားစားတဲ့အပင်တွေအဖြစ်လိုင်ယောနီတွေပြောင်းလဲခဲ့တာကသူတို့အတွက်အရေးပါတဲ့အားသာချက်တစ်ခုဖြစ်ခဲ့ပါတယ် Cretaceous Paleogene မျိုးသုံးမှုကြီးနဲ့အပင်လောက The Cretaceous Paleogene Extinction and Plants လွန်ခဲ့တဲ့နှစ်သားမောင်66တန်းလောက်မှာတော့ကဘာကြီးဟာတမိုင်းတစ်လျှောက်အဆိုးဝါးဆုံးသောအစုလိုက်ပြောင်းလိုက်မျိုးသုံးမှုကြီးတစ်ခုဖြစ်တဲ့ Cretaceous Paleogene Extinction ကိုကြုံတွေ့ခဲ့ရပါတော့တယ်။အီယာမအုပ်ကားကြီးကဘာကိုဝင်တိုက်တာရဲ့ မီးရောင်လှူရှားမှုတွေနဲ့ရာသီဥတုပြောင်းလဲမှုတွေပေါင်းဆက်သွားတဲ့အခါမှာတော့ဒိုင်နိုဆောအများစုအပါအဝင်ကမ္ဘာပေါ်ကမျိုးစိတ်ပေါင်း85ရာခိုင်နှုန်းနီးပါးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါပေမဲ့အပင်တွေကတော့ကြမ်းကြမ်းခံရင်လိုက်ရောညှိခွေရှင်းသန်နေသေးပါ။အဲ့ဒီအချိန်ကာလရောက်တဲ့အခါမှာဂျင်မနိုစပန်အစိဖော်ပင်တော်တော်များများဟာကြာစင်းစားပြူလာနေပါပြီ။ဒါပေမဲ့ထိရောက်တဲ့မျိုးပွားနေပြူဟာတွေ ပန်ဝဲမုံကူပေးသူတွေနဲ့အကျိုးပြုဆက်ဆံရေးတိစောက်ထားတဲ့ NGO စပန်ပန်းပွင့်တဲ့အပင်တွေကတော့ဒီမျိုးတုံးမှုကြီးရဲ့နောက်ဆက်တွဲမှာတော့ဝူဝေးစစနဲ့ရှင်သန်လာနိုင်ခဲ့ပါတယ်။ဒိုင်နိုဆောတွေမရှိတော့တဲ့ကမ္ဘာကြီးမှာပန်းပွင့်တဲ့အပင်တွေဟာကမ္ဘာကြိုကြီးကိုလွှမ်းမိုးနေရာယူလာပြီးကျွန်တော်တို့ဒီနေ့မြင်တွေ့နေရတဲ့မျိုးစုံကွဲပြားမှုတွေအထိစင်ကဲပြောင်းလဲလာခဲ့ပါတယ်။ကော်နီဖာထင်းရှူးပင်တွေဖန်ပင်တွေနဲ့ရှီယောင်ဆိုက်ကတ်တွေရှိတဲ့တစ်တော်တွေနေရာမှာအပွင့်ပွင့်တဲ့တစ်ပင်ကြီးတွေခြုံရွယ်တွေနဲ့ မြက်ခင်းပြင်တွေကအစားထိုးနေရာယူလာခဲ့ပါတယ်။လက်ရှိခေတ်အပင်မျိုးရင်းများထွန်းကားလာခြင်း The Rise of Modern Plants Families Paleo ဂျင်းခေတ်ကာလဟာထူးခြားတဲ့ရာသီဥတုပြောင်းလဲမှုတွေရှိခဲ့တဲ့အချိန်ကာလဖြစ်ပါတယ်။အစပိုင်းမှာရာသီဥတုကနှွေထွေးဆူဆုပ်ပေမဲ့ခေတ်ကာလနောက်ပိုင်းကိုရောက်လာတဲ့အခါတဖြည်းဖြည်းအေးမြလာခဲ့ပါတယ်။အဲ့ဒီခေတ်မှာပဲယနေ့ခေတ်ရှုခင်းတွေမှာလွှမ်းမိုးထားဆဲဖြစ်တဲ့လက်ရှိခေတ်အပင်မျိုးရင်းတွေစတင်ပေါ်ထွက်လာခဲ့တာပါ။ ဖန်ယိုချင်းခေဦးပိုင်းမှာအပူပိုင်းမိုးသစ်တော်ကြီးတွေဝေဆာလာခဲ့ပြီးအထူးသဖြင့်အခုလက်ရှိတောင်အမေရိကအာဖရိကနဲ့အရှေ့တောင်အာရှဒေသတွေမှာပိုပြီးဖြစ်ထွန်းခဲ့ပါတယ်။ဒီသစ်တော်ကြီးတွေကို NGO စပန်ပန်းပွင့်တဲ့အပင်တွေကပဲကြီးစိုးထားတာဖြစ်ပြီးသူတို့ဟာ Cretaceous ခေတ်ကာလအတွင်းမှာတိတိတသာကွဲပြားဆုံလင်စွာပေါက်ပွားနေခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကအများဆုံးတွေ့ရတဲ့အပင်တွေကတော့ Magnolia C, Magnolia Family, Lorisi Laura family နဲ့ Fabesi Legion family တို့ပဲဖြစ်ပါတယ်။အဲ့ဒီရှေးဦးအပူပိုင်းတတော်တွေဟာဇီဝမျိုးကွဲအလွန်စုံလင်လာပြီးရာသီဥတုပြောင်းလဲလာတာနဲ့အမျှစင်ငယ်ဖြစ်ပေါ်လာတဲ့နိုတိုက်တရဝါတွေနှက်တွေနဲ့အင်းဆက်တွေအတွက်မိခိုရာဖြစ်ပေးခဲ့ပါတယ်။ရာသီဥတုပိုအေးလာတာနဲ့အမျှကွဲပြားတဲ့အပင်အတိုင်းဝိုင်းတွေဟာလည်းအချိန်နဲ့အသက်နဲ့ကပ်ညီအောင်ပြောင်းလဲလာခဲ့ကြပါတယ်။မြက်ခင်းမြင့်ကြီးတွေကျယ်ပြန့်လာခဲ့ပြီး ဒါကပဲမျိုးတုံးမှုဘေးကလွတ်မြောက်လာခဲ့တဲ့စကြက်စားနိုးတိုက်တော်ဝါတွေနဲ့အပင်စားဒိုင်နိုဆောတွေအတွက်နေစရာအစ်စ်တွေဖန်တီးပေးသလိုဖြစ်ခဲ့ပါတယ်။ဒီလိုမျိုးပန်းပွင့်တဲ့အပင်တွေရဲ့အကြီးအကျယ်ပြန်နှံပေါရောက်လာတာဟာသူတို့ရဲ့လမ်းရောညှိတွေဖြစ်အောင်နေတတ်တဲ့အခြေချင်းရောက်မှာ။သူတို့ဟာလင်းမြန်စွာမျိုးပွားနိုင်စွာရှိသလိုပုံစံအစ်စ်တွေပါပြောင်းလဲဖန်တီးနိုင်တာကြောင့်တခြားမျိုးစိတ်များစွာမျိုးသုံးသွားပြီးနောက်ကျင်ရင်ခဲ့တဲ့ဂေယာစနစ်နေရာလွတ်တွေကိုအစားထိုးဝင်ရောက်နေရာယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နီယိုဂျင်းခေကာလအပင်ရဲ့စင်ကဲပြောင်းလဲမှုခီးဆက်ခြင်း The Neogen Period Plant Evolution Continuous လွန်ခဲ့တဲ့နှစ်သားပေါင်း23တန်းဝန်းကျင်နီယိုဂျင်းခေကိုကူပြောင်းလာတဲ့အခါမှာတော့အပင်မျိုးစိတ်တွေအထူးသဖြင့်မျက်ပင်တွေပုံမှန်ကွဲပြားဆုံလင်လာတာကိုတွေ့ရပါတယ်။မျက်ခင်းပြင်ကြီးတွေကျယ်ပြန့်လာမှုကကဘာတဝန်းလုံးကကြားစနစ်ပုံစံတွေကိုပြောင်းလဲပစ်ခဲ့ပြီးတရိစံမျိုးစိတ်အသစ်တွေအတွက်ပါနေစရာတွေဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီခေတ်ကာလဟာတစ်ချပင်ထင်းရှုပင်နဲ့မေပင်ပင်တွေအပါအဝင်ယနေ့ခေတ်တက်တော်တွေမှာမရှိမဖြစ်ပါဝင်နေတဲ့ခေတ်သစ်သစ်ပင်များစွာရဲ့စင်ကဲဖြစ်စဉ်ကိုလည်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါအပြင်မြင်းတွေနဲ့တရေတွေလိုမျိုးစကြဆာနိုးတိုက်တော်ဝါတွေများပြားလာတာကြောင့်အပင်တွေအပေါ်မှာစင်ကဲပြောင်းလဲမှုဆိုင်ရာဖိအားတိုက်ရောက်စေခဲ့ပါတယ်။ဒါကြောင့်အပင်တွေကလည်းပုံမှန်ကြမ်းတမ်းပြီးအမြင့်တက်များတဲ့အရွက်တွေပင်စီတွေကိုပြောင်းလဲတီထွင်လာကြပါတယ် ဒီကာလအတွင်းမှာအပင်နဲ့တရိစ္ဆာန်တွေရဲ့အပြန်အလှန်တက်ရောက်မှုဟာအရန်ကိုရေးပါခဲ့ပါတယ်။ဘာလို့လဲဆိုတော့အပင်တွေကအပင်စားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ကြိုးစားကြသလိုတရိစ္ဆာန်တွေကလည်းအဲ့ဒီအပင်တွေကိုအထီးရောက်ဆုံးစားသုံးနိုင်အောင်သူတို့ကိုသူတို့ပြောင်းလဲလာခဲ့ကြလို့ပဲဖြစ်ပါတယ်။ Quaternary ခေတ်ကာလလူသားလွှမ်းမိုးမှုခေတ် The Quaternary Period The Age of Human Influence လွန်ခဲ့တဲ့နှစ်ပေါင်း2.6တန်းလောက်ကစတင်ခဲ့တဲ့ quaternary ခေတ်ကာလကတော့ရေခဲခေတ်တွေအပါအဝင်သိတာထင်ရှားတဲ့ရာသီဥတုအသက်ကြပြောင်းလဲတွေစတင်ခဲ့တဲ့အချိန်မှတ်တိုင်တစ်ခုပါပဲဒီကာလအတွင်းမှာအပင်မျိုးစိတ်တွေဟာပြောင်းလဲနေတဲ့အခြေအနေတွေအပေါ်မှာအမကန့်လာရောညှိထွေနေနိုင်စွမ်းကိုပြသခဲ့ကြပါတယ်ရေခဲမြစ်ကြီးတွေတိုးလာလိုက်ဆုတ်သွားလိုက်ဖြစ်နေတဲ့အချိန်မှာတတော်ကြီးတွေကလည်းရွှေပြောင်းလိုက်ပုံစံပြောင်းလိုက်နဲ့စင်ငယ်ဖြစ်ပေါ်နေခဲ့ပါတယ်လူသားတွေကဘာဇက်ခုံပေါ်ရောက်လာတဲ့အခါမှာတော့သူတို့ဟာ အပင်လောကကြီးတစ်ခုလုံးအပေါ်ကိုလှုပ်ခတ်သွားစေမဲ့တက်ရောက်မှုတွေစတင်ပြုလုပ်လာပါတော့တယ်။ဂျုံစံစဘာနဲ့ပြောင်းလိုမျိုးအဓိကသီးနှံတွေကိုအိမ်မှာစိုက်ပျိုးလာကြတာနဲ့အမျှစိုက်ပျိုးရေးလုပ်ငန်းကြီးကကဘာမီရဲ့ကျေပြောလာတဲ့ရှုခင်းတွေကိုပြောင်းလဲပစ်လိုက်ပါတော့တယ်။ဒီစိုက်ပျိုးတော်လိုင်းကြီးဟာတည်တဲ့အပင်မျိုးစိတ်တွေကိုရွေးချယ်စိုက်ပျိုးမှုအပေါ်အမိပြုတည်ဆောက်ထားတဲ့လူအဖွဲ့အစည်းတွေပေါ်ပေါက်လာစေခဲ့ပြီးလူသားနဲ့အပင်တွေကြားကဆက်ဆံရေးကိုအခြေခံကြကြပြောင်းလဲပစ်ခဲ့ပါတယ်။ဒါနဲ့မကသေးပါဘူး။ မျိုးပြတွေထွန်းကားလာခြင်းနဲ့စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးလာခြင်းတွေကြောင့်ရှီယောင်ကေယားစနစ်တော်တော်များဟာနှောက်ယှက်ဖျက်ဆီးခံခဲ့ရပါတယ်။ဒီလိုလုံရက်တွေကြောင့်အပင်မျိုးစိတ်ပေါင်းများစွာမျိုးသုံးပြောက်ကွယ်ခဲ့ရပြီးဇီဝမျိုးကွဲစုံလင်မှုလည်းတိတိတသားဆုံးရှုံးစေခဲ့ပါတယ်။ဒါကြောင့်ဒီနေ့အချိန်မှာတော့လက်ကျန်ရှီယောင်အပင်မျိုးစိတ်တွေနဲ့သူတို့ရဲ့နေထိုင်ရာတွေကိုကာကွယ်စောင့်ရှောက်ဖို့ထိန်းသိမ်းရေးလုပ်ငန်းတွေအများကြီးပါလာပါပြီ။ရှီယောင်အပင်များရဲ့ဇလန်းရှိကြီးကတော့ နှစ်သန်းပေါင်း900ကျော်ကြာမြင့်တဲ့ကာလအပိုင်းခြားတစ်ခုကိုဖျက်ဆီးလာခဲ့တာပါဒီဇလန်ကအိုးမြေပေါ်ကိုရဲရဲဝံ့ဝံ့စတင်တက်ရောက်လာတဲ့အယိုးရှင်ဆုံးသက်ရှိလေးတွေနဲ့စတင်ခဲ့ပြီးတချိန်ကဒိုင်နိုဆောတွေကိုအရေးအဝါသာ ပေးဘူးကကျေပြောလာတဲ့တတော်ကြီးတွေနောက်ပြီးအသားစားအပင်တွေရဲ့အမခန့်လျော်ညိတွေဖြစ်တည်မှုတွေအထိဆက်လက်ချီတက်လာခဲ့တာဖြစ်ပါတယ်ဒီခီးလန်းတဲ့လျှောက်လုံးမှာ အပင်လောကကြီးကအံဩလောက်ဖွယ်အားကျဉ်ကျဉ်ခံနိုင်စွမ်းနဲ့ကဘာကြီးကိုပြောင်းလဲနိုင်စွမ်းရှိကြောင်းသက်သေပြခဲ့ပါတယ် ။ရှီယောင်းအပင်လောကကြီးအကြောင်းကိုတွေးတောဆင်ခြင်ကြည့်လိုက်ရင်ကဘာမီရဲ့သမိုင်းကြောင်းနဲ့အပင်တွေတိရစ္ဆာန်တွေကြာကရှုပ်ထွေးနေတဲ့ဆက်ဆံရေးတွေကိုပိုပြီးနက်နက်ရှိုင်ဆိုင်နားလည်လာစေမှာပါ။ဒီရှီယောင်းတက်ရှိတွေဟာသူတို့ခေတ်သူတို့အခါကဂေယစနစ်တွေကိုပုံဖော်ပေးခဲ့ုံသာမကဒီကနေ့ကျွန်တော်တို့တန်မိုးထားရပြီးကြွယ်ဝလာတဲ့ဇီဝမျိုးကွဲများစွာရဲ့အခြေခံအုတ်မြစ်ကိုလည်းတိဆောက်ပေးခဲ့ပါတယ်။လူသားတွေရဲ့လုံဆောင်ချက်တွေကကမ္ဘာကြီးကိုပုံဖော်လွှမ်းမိုးနေတဲ့ဒီနေ့လိုခေတ်မှာ ကျွန်တော်တို့ကဘာမီဘော်ကတက်ရှိတွေရဲ့ထူးကဲလာတဲ့သမိုင်းကြောင်းကိုအသိမှတ်ပြုပြီးတန်ဖိုးထားရဖို့အရန်ကိုအရေးကြီးပါတယ်။ကျွန်တော်တို့ရဲ့ရုခဗေဒဆိုင်ရာအမွေနှစ်တွေကိုလေ့လာပြီးကာကွယ်စောင့်ရှောက်ခြင်းအားဖြင့်ကျွန်တော်တို့လက်ရှိမြင်တွေ့နေရတဲ့ကဘာကြီးဖြစ်လာအောင်လွှမ်းမိုးပုံဖော်ပေးခဲ့တဲ့အတိတ်ကအေယာမဇက်ကောင်ကြီးများကိုဂုံပြူရလည်းရောက်ပါတယ်။ဒါကြောင့်ရှေ့ဆက်လမ်းမဲ့ခီးမှာကျွန်တော်တို့ရဲ့ခြေပွားအောက်မှာဆက်လက်ရှင်သန်ဝေးစားနေတဲ့သဘာဝတရားရဲ့နူးညံ့တဲ့မွေးတဲ့မျှကြီးကိုနားလည်ဖို့ တန်မိုးထားဖို့နဲ့ထိမ့်သိမ်းဆောက်ရှောက်သွားကြဖို့တင်တော်အားလုံးကိုတိုက်တွန်းလိုက်ပါတယ်ဒီနေ့တော့တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုချက်နှက်တတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကနိုတီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးဘလို့ဘဟုသုတအကြောင်းအရာတွေကိုထပ်ပြီးသိကျင်သေးတယ်လဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး